ိသတ်များအားလုံးပဲမင်္ဂလာပါရှင်။လက်ဆုံးမျိုးတော့ Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရင်းသူမျိုးကိုအလင်ကရေးသားထားတဲ့မုံဆိုးဖို့တိထူးဆန်းသောရသေ့ခြင်းနဲ့မှုံမီအိမ်စာစစ်နှစ်ဆက်ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်နဲ့တာဝဆရာတပည့်နှစ်ယောက်အမဲပြဖို့အတွက်ရုံမတော်အတွင်ထွက်လာခဲ့ကြတယ်။ရာနီချုပ်ဆက်မှာတောတောင်နဲ့ရှားလာပြီးမှတော်ရင်ညအိမ်ညက်နေအမဲပြဖို့အတွက် ရိတ်ခါအိတ်ကိုစီလွဲပြီးတောင်းနေရာကိုခရီးဆက်လာကြတယ်။ရိတ်ခါဆိုလို့ဆန်ကိုအဓိကတင်လာကြခြင်းမင်းစားနေငရုတ်သေးချောက်အချို့သာဟင်းချက်စားဖို့ပါလာတယ်။ဒေါတာအတွင်းဝါကြည်တော်နဲ့ထမင်းချက်ပြီးဟင်းအတွက်သားကောင်တွေပြစ်ခတ်ကမီးဖုတ်ကင်စားကြမယ်ဆိုပြီးတော့စိတ်ကြိုးထားတယ်။တနေကုန်ခရီးဆက်ပြီးတော့ညနေဆောင်နေ့အခါမှာတော့တဝါခုတ်တူတွေတဲခုကြတဲ့တဲတလုံးမှာတညာအိပ်ပြီးနောက်နေ့မှာခရီးဆက်ဖို့စီစဉ်လိုက်တယ်။ တာဝတမင်းချက်ဖို့ပြုနေစမှာပဲကျွန်ုပ်ကဟင်းစားလေးတွေရလို့ရညာတဲအနေပတ်ဝန်းကျင်တောအတွင်းကိုထွက်လာခဲ့ရင်ရေကာလာမို့ရေခမ်းချောင်းနေတဲ့တောင်ကြချောင်းလေးအတိုင်းလျှောက်လာရတောင်ဖွတ်တကောင်ကိုတွေ့လိုက်ရတယ်တောင်ဖွတ်ကြီးကပဒမ်းမိဖို့မိဆိုတဲ့ဇကားအတိုင်းရုတ်တရက်လူကိုတွေ့ချိန်မှာကြောင်လေးပြီးတော့ကျွန်ုပ်ကိုကြည့်နေစမှာပဲဦးကောင်းကိုပြစ်ခတ်လို့ရလိုက်တယ်တုံးပိတ်တာလောက်ရှိမှဖြစ်တဲ့ဖွတ်ကြီးကို အကောင်လိုက်မိမြိုက်ပြီးတော့ခြေသေးလက်သေးဖြတ်တော့ ဦးအသေးရိနှုတ်ခေါင်းဖြတ်ပြီးတော့ကင်းမှုအထွတ်ပြုတ်လုံလိုက်တဲ့စနေအသေးပင်တွေ့ရကြောင်းဦးတူးယူပြီးတော့စနေတက်ကိုရေးစိထုထောင်ပြီးဖို့သားမှစားနဲ့ရောတုပ်လင်းကกินလိုက်ကြော်ရင်းတောင်မကထမင်းကိုဝဘွားကြီးတော်ကြီးနဲ့ချက်ပြီးတော့ချက်တဲ့အခါငရုတ်သေးချောက်50တောက်ကိုမိကင်ပြီးတော့ဝါကြီးတော်မှထည့်ချောင်းနေတယ်ကျွန်တော်တို့နှစ်ယောက်ကဖို့သားကင်ငရုတ်သေးစားတောင်းနဲ့စံသုံးမှုချက်ထမင်းကိုအောင်စားလိုက်ကြတယ်ဖို့သားကင်ကိုလည်းနေဖို့ညစာမချမ်းအကုန်စားလိုက်ကြတယ် ကောင်းလိုက်တာကိုကြီးဖို့တရားဖို့တော့အတော်အရသာရှိတယ်။ဒီကောင်လေးကရေထဲမှာလည်းနေနိုင်တယ်နော်။အဲ့ဒါရေဖို့တွေကွာတာဝါရ။လေငါရှိပိတ်တာအထိရေဖို့အကောင်ကြီးရှိတယ်။ဒါကကုန်းဖို့တိတ်ပြီးမကြည့်ဘူး။သုံးလေးပိတ်တာအများဆုံးအကြီးဆုံးပဲ။ဟုတ်လား။ဖို့ဦးကအတော်အရသာရှိတယ်ဆို။ညိတယ်တာဝါရ။ကောင်းတာတော့အတော်ကောင်းလေ။ဖို့ကိုတချို့မစားကြဘူး။ဖုံးကန်နှိမ့်နေလို့အယူရှိကြတယ်။ဒါနဲ့ကျွန်တော်တို့ကအခုတစ်ခေါက်အမေပင်နေရအောင်တောပြစ်ဖို့စိတ်ကူးထားလေ။တောကြီးပါလာတော့ တောင်းဆောင်နေနေတာကြက်စားတာရှားလာပြီဒီတစ်ခါမိလာကုန်းမသွားမလားလို့တွေးထားတယ်။ဟာအဲ့ဘက်မှာအရင်ရွာတီးမှုကပြတ်သွားတယ်ဆိုကာလဝန်ယောဂဝင်တော့လူတွေလည်းအတော်တည်ရင်လို့ကြားတယ်။အဲ့အရာကြာခဲ့ပါပြီကွာကျုပ်တို့ကလေးအရွယ်လောက်ကပါ။ဗါလိမင်းကကြောက်နေလို့လား။ဟုတ်တယ်။လမ်းတော့ခက်လန့်လိုက်ရဲ့ကိုကြီး။မိလာကုန်းနေရာကိုသွားမယ်ဆိုတာကြောင့်တာဝါကကြောက်နေခြင်းမဖြစ်တဲ့မိလာကုန်းနေမြေမှာရှေးရခင်ကရွာဟောင်းတစ်ခုတည်ခဲ့ပေါ်တယ်။ ကာလာဝန်ယောဂါကြောင့်လူအသေးပြောင်များပြီးတော့ရွာပြတ်သွားတာကနှစ်အတော်ကြာပြီဖြစ်တဲ့တာဝကစိတ်ထင်နေဟန်တူပဲပရာလောကသားတွေနဲ့ရှင်ဆိုင်တွေ့မယ်ဆိုတာကိုကြောက်လန့်နေဟန်ရှိတယ်။တဲမှာတ냐အိပ်ပြီးနောက်တနေ့မနေ့စောစောခရီးဆက်ကြရင်နဲ့နေ့လယ်ပိုင်းအချိန်မှာမင်းလောင်ကောတော်ကိုရောက်လာခဲ့ကြတော့တယ်။တစ်ပင်ကြီးတွေကကြီးမပြီးအရေးမိုးနေတာကြောင့်အောက်ခြေခြုံတွေရှင်းနေနေတဲ့မင်းလောင်ကောနေမီတော်အတွင်ကျွန်တော်တို့ဆရာတပည့် တရွေ့ရွေ့ဝင်လာခဲ့ကြတယ်။ရွာတည်တဲ့နေရာကဘယ်နေရာလို့မဆိုနိုင်ပြီ။တစ်ပင်ကြီးတစ်ပင်အောက်မှာမိမှွေပြီးတာဝါကထမင်းချက်ပေါ်ပြုတ်နေတယ်။တောင်ကြီးမှာရေစိမ့်ထွက်နေတဲ့ဆန်းရည်အိုင်တအိုင်ကိုတွေ့ရချက်ပြုတ်ဖို့အတွက်အဆင်ပြေသွားတယ်။ကျွန်ုပ်ကဟင်းစားအတွက်တားကောင်ရှာထွက်လာခဲ့တယ်။တော်တနေရာအရောက်မှာတော့ဝက်အော်တန်တွေကြားလိုက်ရတာကြောင့်ကျွန်ုပ်ကခြေတန်လုံးလုံးနဲ့ချင်းကပ်လာခဲ့တယ်။တော်ဝက်တအုပ်ကတောင်ဆောင်တနေရာမှာတွေ့လိုက်ရတာကြောင့် တနက်ကိုမောင်းကျိတ်တင်ပြီးတော့ပြစ်ခတ်မိအကောင်ကိုရွေးချယ်လိုက်တဲ့ဝမ်မဝတ်ထီအကောင်ကြီးတွေကအသာမစားကောင်းပြီးဝက်ပြိုသားကဆူပြီးတော့စားကောင်းတာကြောင့်လေးဘိတ်သားလဝက်ပြိုတကောင်ကိုပြစ်ခတ်ဖို့အတွက်ကျွန်တော်ရွေးချယ်လိုက်တဲ့ကျွန်တော်ရဲ့တနက်ပြစ်ခတ်တဲ့ကျဲလုံးစွာထွက်ပေါ်လာတဲ့နေ့အတူတောင်းဝက်အုပ်ကခြေဦးတရာကိုလမ်းဖြတ်အော်ဟစ်ပြေးလောက်ကုန်ကြတယ်ကျွန်တော်ပြစ်ခတ်လိုက်တဲ့တုံးဝက်ကြီးကမြေကြီးပေါ်တုံလုံးနေနေတာကိုတွေ့ရတာကြောင့်တုံးဝက်ကောက်ဖို့အတွက်ကျွန်ုပ်ကတုံးဝက်လဲကြနေတဲ့နေရာကို ရှောက်သွားလိုက်တယ်။ဟင်ဘလို့ဖြစ်တာလဲ။ကျွန်ုပ်မှာတောဝက်အနေရောက်သွားချိန်တောဝက်ကရုတ်တရက်ထပြေးခြင်းကြောင့်အံ့ဩပြီးတော့နောက်တစ်ချက်ပြေးနေတဲ့ဝက်ကိုလှမ်းပစ်လိုက်ရတယ်။တောဝက်ကနောက်တစ်ချိန်လဲကျသွားပြီးကျွန်ုပ်ကဖို့သွားဖို့အချိန်အနည်းကိုရောက်တဲ့အခါထပြေးပြန်တော့တယ်။ကျွန်ုပ်ကပုံမှန်မဟုတ်တဲ့အခြေအနေကိုရှိတ်ဆောင်းမိသွားတယ်။တောဝက်ကိုအပမိတောစီချင်းကြောင့်ဒါလင်းဝက်ကထပြေးခြင်းမင်းမဟုတ်ရင်ပထမပြစ်ချက်ကလေးကပဲ တောဝက်လဲနေရမှာဖြစ်တယ်ကျွန်ုပ်ကတောစီးနေတဲ့ဝက်နောက်ကိုမလိုက်တော့ဘဲလာလန်အတိုင်းပြန်လှည့်လာခဲ့တော့တယ်တောဝက်ထမင်းချက်နေတဲ့နေရာရောက်တဲ့အခါတောဝက်ကထမင်းချက်ပြီးဖြူတကောင်ကိုကင်တစုပ်ထိုးကမိခင်နေတာကို တွေ့ရတယ်တနက်တန်ကြလို့တောကောင်ရလာပြီမတားအစမ်းမလားကိုရလက်ပလာနဲ့ပြန်လာတယ်အေးကြောက်ကောင်မထိလိုက်ဘူးတောဝက်ရဖြူတွေပါရရလို့အစမ်းမလားဟုတ်တယ်ကိုရကိုနားဒီနာထမင်းချက်ပြီးတော့ရှောက်ကြည့်နေတော့ဖြူရင်းအစ်စ်ဒူးနေတာတွေ့ရင် ။ရန်ကောင်းလို့ရလိုက်တာပါ။စိုးနဲ့ပြစ်တာမခံလိုက်ရဘူးလား။ဖြူကောင်ကြီးကအန်ဒီရဲ့များတယ်။သူ့အနာကက်လာရဲ့ရန်သူစူးခါပြီးတော့ပြစ်တတ်တယ်။ကြားရီတော့မကြောက်ကြဘူး။ပြစ်သေးတယ်။ကံကောင်းလို့မထီတာ။ဓမင်းစားရအောင်ကိုရစားလှပြီ။အေးအေးစားတော့ပြီးတော့ခဏတဖြုတ်နေမှာစက္ကန်းချမဲ့နေရရွေးကြတာပေါ့ကွာ။ကျွန်တော်ကတော်ဝကြောင်းလန့်စိတ်ဝင်မှာဆိုပြီးတော်ဝအပမီတော်စီတော်ကြောင်းမပြောပဲထိန်ချန်ထားလိုက်တယ်။ ဖြူဟာတင့်မြင့်တဲ့ဖို့စားရရေကိုသာစားတဲ့အကောင်မို့ဆေးဘက်ဝင်တယ်လို့စားကောင်းလာတယ်။ကျွန်တော်တို့ကစားတော့ပြီးခဏတစ်ဖြုန်နားကြရင်စခန်းချမိနေရာရှာနေကြတယ်။တောင်ကုန်ထိပ်မြေသားပြန့်ပြူတဲ့နေရာကိုတွေ့တဲ့အခါမှာတော့ဝါးခုတ်ပြီးတော့ယာယီတဲတလုံးအမြန်ဆောက်လိုက်ကြတယ်။တလဘတ်ဆာယူလာတာကြောင့်အမိုးအတွက်ပူစရာမလိုပင်တဲတွင်မြေပြင်မှာဝါးကိုနှစ်ချမ်းခွဲပြီးလူအိတ်ဖို့အတွက်စီခင်းလိုက်ကြတယ်။ကျွန်တော်တို့တဲဆောက်ပြီးချိန်ညနေဆောင်သွားပြီဖြစ်တဲ့ တာဝါထမီးချက်ဖို့အတွက်ပြင်ဆင်နေချိန်ကျွန်ုပ်ကအနည်းဝဲချက်မှာထင်းချောက်တွေလိုက်ရှာကောက်နေရင်ညာရင်ညတာအတွက်မိတညလုံးမွေးထားရမှာဖြစ်တယ်။သောတရိษံတွေကမိယုံကိုကြောက်လန့်တတ်ကြတဲ့အတွက်မိမွေးထားခြင်းကဘေးရန်ကင်းနေရှေ့ငပေါ်တကောင်ကိုအပင်ပေါ်တွေ့ရာတာဝါကိုလှမ်းခေါ်ပြီးတော့လေးခွန်းနဲ့ပြစ်ခိုင်းရာရလိုက်တာကြောင့်ညစာအတွက်အဆင်ပြေသွားရင်ညနေဆောင်အေးလာတာကြောင့်ရှေးမချိုးဖြစ်ကြတော့ပြီကျွန်ုပ်ကမနှက်ဖြံမအမဲပြစ်မယ်ဆိုပြီးစိတ်ကူးထားတယ် ရစာကိုရှင်ကပေါ်သားနဲ့စားတော့ပြီးချင်းအလင်းပြောက်ပြီးအမောင်တို့ရောက်ကအလင်းပြောက်လာပြီးမို့မိဘုံကိုတင်းချောက်တုံးကြီးတွေထည့်ပြီးတော့မိမွေးထားလိုက်တင်းဝါကြီးတော်နဲ့ရင်းနှွေးကြပြီးမိဘုံအနေစကားတပြောပြောနဲ့ရှင်နှွေးချန်တောက်ရင်နဲ့ကျွန်တော်တို့ဆရာတပိတ်ရှိနေကြတယ်ကြီးပြုံနေရဲ့ကိုကြီးဘာလဲလန့်နေကြလဲမသိဘူးတောကြောင်နေဘာလို့လန့်နာနေမှာပေါ်တာဝရကြောချမ်းမလို့ခံစားရတယ်ကိုကြီးကြံဖန်ကြောင့်နေစားမှနဲ့ ကျွန်ုပ်နဲ့တောင်းဝစကားပြောနေကြစဉ်ခြေကတအုပ်ကဘယ်အရာကိုလှမ်းဖြတ်တယ်မဆိုနိုင်ဒေါ်တနီယာမှတတော်လုံးစူညံအောင်အော်ဟစ်နေကြတာကို ကြားလိုက်ရလေတဲ့ပြောဖို့တဲရှင်တို့တဲရှင်တို့ဘသူလဲမသိဘူးကိုယ်တိတ်တိတ်နေတောင်းဝစကားတောင်းမပြောနဲ့ကျွန်ုပ်ပြောလိုက်မင်းလူတယောက်တဲပြင်ကနေလှမ်းအော်နေခြင်းပဲဖြစ်တယ်ကျွန်ုပ်ကလူရမရနေတနက်ကို ကြည်ဖြစ်ပြီးတောင်းဝကို စကားပြမပြောဘူးတတိပီထားရတယ် အခုချိန်တော်တွင်လူတွေ့ရခြင်းကမယုံကြည်နိုင်ပွဲပြီးတတိထားနေမှာတော်ယုံကြပေမယ့်လက်နေတံမီနဲ့တဲပြက်အတားကြားရဲ့နေရာကိုမိတော်ကြည့်လိုက်ရောအယောင်ဆင်းလွင့်ပြီးတော့မူလအယောင်ကိုပင်မှန်းဆမရတဲ့အဝတ်အစားတွေကိုဝတ်ထားတဲ့အသက်40အရွယ်ခက်ပင်ပင်လူတယောက်ကိုတွေ့ရတယ်။စပင်းလေးတစ်ကောင်းလုံးဖြူပြီးတော့ပြူးချောင်ချောင်မျက်ဝန်းနေတဲ့တဲပြင်းမှရက်နေတယ်။တော်ရဲဝါခုတ်လာရင်နဲ့အဖော်ရီနဲ့ကွဲပြီးလမ်းပြောက်သွားလို့ပါ။မိရောက်တေလို့လိုက်လာရင်နဲ့မိတ်ဆွေတို့တွေ့တာပါ။ အတန်ဖြော့ဖြော့နဲ့အဲ့ဒီလူကတနာဆက်ဝဲပြောလာတယ်။ခမည်းဘေးရွာလေးဒီထိဝါလာခုံရောင်အနာပေါ်ဝင်ကြမှာရွာရမရှိဘူးဟဲ့လူ။ကျွန်တော်မီးလောင်ကုန်းရွာသားပါ။ဟင်ဘလို့အဲ့ဒီလူရဲ့စကားကြောင့်ကျွန်တော်နဲ့တာဝထံမှာအံ့ဩတယ်နဲ့ပြိုင်းတူထွက်ကုန်ကြတယ်။မီးလောင်ကုန်းရွာလုံးရွာမရှိတဲ့နေရာမှာလာတယ်လို့ဆိုတဲ့အတွက်အံ့အားသင့်ရခြင်းဖြစ်တယ်။ဟာကိုကြီးတည်းကျွန်တော်တို့ချိန်နေချစိန်ပါပဲတဲပြီးမှရန်နေသူဟာပြောင်းလဲလာတယ်။ ်အသားအရည်တွေကအပ်တဲ့အနံ့တွေထွက်ပြီးလောက်ကောင်တွေပြုတ်ကျလာတယ်။အဲအားကြောင့်တာဝါကအလန့်တထားနဲ့ပေါ်လိုက်ခြင်းပဲဖြစ်တယ်။တာဝါလက်နဲ့တံမျိုးခဏကန်ပြီးတော့မိထုံပြထား။ကျွန်တော်ကကြောက်လန့်နေတဲ့တာဝါရဲ့လက်ကို ကျွန်တော်လက်မှလက်နဲ့တံမျိုးကိုထည့်ပြီးတော့မကောင်းဆိုးဝါးကောင်ကိုတနက်နေ့ထိုးချိန်လိုက်တယ်။မကောင်းဆိုးဝါးကောင်ကခန္ဓာကိုယ်ရင်းထိုးပြီးတော့ရှိတ်ကိုတိုးလာလေတယ်။ကျွန်တော်မှမကောင်းဆိုးဝါးနှစ်ခုကိုချိန်ရပြီးပြစ်ချလိုက်ရာ ခေါင်းကခန္ဓာကိုယ်ကနေပြုတ်ပြီးနောက်ကိုလွင့်ထွက်ကောင်းမချိမဆန်အော်တန်ကြီးပေါ်ထွက်လာတော့ရင်မကောင်းဆိုပါကစံတော်ဝါခေါင်းပြက်ကိုလိုက်ရှာနေတယ်။ငါဒီမှာဒီမှာမင်းတို့ကိုလုံးဝမကျေနပ်ဘူး။တော်ဝမင်းပေါ်ကထင်းချောင်းနေနေဖြစ်။ကြံနေတဲ့ခေါင်းပြက်ကအော်ဟစ်တန်ပြုတ်လိုက်ရင်ကိုယ်လုံးကတောက်ကောက်နေတယ်။ပစံမမကျေမချမ်းနဲ့အော်ဟစ်ရေရွတ်နေရကျွန်တော်မှမီးဆွဲနေတဲ့ထင်းချောင်းတွေကိုကြည့်ပြီးတော့စိတ်ကူးတစ်ခုရသွားတယ်။ မကောင်းဆိုးရွားကိုမင်းနဲ့တိုက်ဖို့အတွေ့အပြန်ဖြစ်တဲ့ကိုယ်တိုင်မီးဆွေးနေတဲ့ထင်းတစ်ချောင်းနဲ့ပြစ်လိုက်တယ်လို့တောင်ဝကိုလည်းပြစ်ခတ်ဖို့အတွက်ပြောရတောင်ဝလည်းထင်းချောင်းနဲ့ပြစ်ပေါက်လိုက်တယ်မကောင်းဆိုးရွားကပြက်နေတဲ့ဥကောင်းကိုလည်းဘေးမှာပြန်တက်ပြီးကျွန်တို့စီကိုလာဖို့ပြင်နေတယ်မိဘတွေကမကောင်းဆိုးရွားရှင်ဘက်ကိုထိမှန်သွားတာကြောင့်မချီမဆန်အော်တန်ကြီးအော်ပြီးတော့တော်တွင်အမှောင်တို့ကိုဝင်ပြေးသွားတယ်ကြုံလိုက်ရတဲ့အဖြစ်အပျက်တွေဟာသွေးပြက်စရာတွေကြီးပါလားခုညတော့အိတ်မပြောတော့မှကျင်းတည်နေပြီ ဒါဝရင်မကောင်းဆိုးရလည်းထပ်မလာတော့ပါဘူး။တညလုံးမအိပ်ပဲနေတော့မလား။သွေးပြက်နေပြီကိုကြီးရောက်အိပ်ပျော်နိုင်မှမထင်တော့ဘူး။ကျွန်ုပ်ကတော့အိပ်တော့မယ်ဒါဝရင်။ဒီကြီးအကြောင်းတခုခုဆိုရင်ကျွန်ုပ်ကိုနှုတ်ပေါ့။တယောက်ထဲထိုင်နေရပါလား။ခဏတဖြုံမအိပ်ပဲနေပါအောင်ကိုကြီးရောက်။ဒါဝကကျွန်ုပ်အနည်းကိုတိုးကပ်ပြီးငူတန်နေပြောနေလေတဲ့။ကျွန်ုပ်မှဝါးကျမ်းပေါ်လှဲချပြီးကြောက်ခင်လိုက်တဲ့။အခုနေရာမှာနေမြေကျန်းတာကြောင့်နောက်တညအိပ်ဖို့အတွက်ဒါဝကိုပြောလို့ရမယ်မထင်တော့ပါ။ တာဝါကမီးပုံကိုချင်းတွေထိုးထည့်နေတယ်။မျိုးလုံးတွေကကြီးငန်းတောင်မှအမောင်တွင်လိုက်ကြည့်နေတယ်။ကျွန်ုပ်ကအိယာပေါ်လဲချပြီးခဏအကြာအိပ်ပျော်သွားပါတော့တယ်။အခုအမြင်ထပါအောင်ဟမ်။ဘာဖြစ်လို့လဲတာဝါ။အိတ်ကောင်းနေတာဝန်။မင်းကြောက်တယ်ကျွန်ုပ်ကိုလာနှူးနေရလား။မဟုတ်ဘူးကိုကြီး။စကားပြောတဲ့တွင်မီးရောင်တွေလာနေတဲ့ကြားရတယ်။ဟင်။ကျွန်တော်အိပ်ပျော်သွားပြီးမကြခင်တာဝါလာနှူးရတော့စိတ်တူစွာနဲ့ပြောနေရတာဝါပြောလာတဲ့စကားကြားရချိန်မှာတော့မျိုးလုံးတွေပဲ ြိုးချေသွားရတယ်။ကျွန်ုပ်ကတနုပ်ကိုကမ်းပြီးတော့အမောက်တွေလှမ်းကြည့်လိုက်ရာစင်မီတုတ်တွေတောင်းတွင်းကနေကျွန်တော်တို့ရှိရာကိုရွှေရှားလာနေတယ်လို့စကားပြောတဲ့တွေလည်းကြားနေရတယ်။မကြခင်လူတစုကျွန်တော်တို့တဲအနီကိုရောက်လာကြတယ်။ယောက်ျား၃ယောက်ဖြစ်ပြီးမိတော့ကိုစီကမ်းပြီးတော့တဲအနီရောက်တဲ့အခါရှက်လိုက်ကြတယ်။ဓာလန်လက်နဲ့တွေလည်းကန်ဆွဲထားကြတယ်။မုဆိုးရီထင်းနေတနက်တန်တွေကြားလိုက်လို့လိုက်လာကြတာပဲ။မကောင်းဆိုးဝါးနဲ့ကြုံလိုက်ရလို့ပါ။ ဒါနဲ့မိษွေတို့ကဘယ်အရက်ကလဲလူသားတွေရောဟုတ်လို့လားစက်သမောင်ရသားတွေပါတော်ရဲလှဆွဲကိုရောက်နေကြတပတ်လောက်ရှိပြီ၃ယောက်တည်းမှာ၁ယောက်နဲ့ကျွန်တော်စကားပြောနေခြင်းဖြစ်တဲ့တာဝါကအဲ့ဒီ၃ယောက်မှာပထမ၁ယောက်လို့မကောင်းဆိုရလို့ထင်ပြီးတုံ့လုံနေဟန်ရှိတယ်ကျွန်တော်ကစက်သမောင်ရကိုသိတယ်လို့အဲ့ဒီလူတွေကိုလည်းလူအစ်စ်တွေဖြစ်နိုင်ကြောင်းတုံ့တက်နေလိုက်တယ်ညာရင်ညတာအချိန်မို့တော်ရင်တွေ့သူတွေက စိတ်ကတတိရောတက်ထားမိတယ် ကျွန်တော်တို့ညာရင်းကြီးရောက်လာတာအကူကြီးတောင်းစရာတခုရှိလို့ပါကျွန်တော်တို့လူတယောက်စခန်းကိုအချိန်မီရောက်မလာလို့လိုက်ရှာရင်းနဲ့တနက်တန်ကြလို့မုတ်ဆိုးတွေဖြစ်နိုင်နေအကူကြီးတောင်းမယ်ဆိုတဲ့စိတ်ကူနဲ့ရောက်လာကြတာပါညာရင်းကြီးဆိုတော့တနက်ပါတော့ပူကောင်းတယ်လေကျွန်တော်ကအကူကြီးလာတောင်းသူတွေကြောင့်အခက်တွေတွေ့ရတယ်တည်ရရှိရဒုက္ခရောက်နေကြသူတွေကိုကူညီဖို့အတွက်တွေးလိုက်တယ်လာကြပါဦးတဲတဲ့ဝင်ထားကြဘယ်လိုဖြစ်လာကြတယ်လဲဆိုတော့အเจ้าဆုံးပြောပြပါလားလူအစ်စ်သေးကြပြီမို့ ကျွန်တော်ကအဲ့လူတွေကိုတဲတွင်ဖိတ်ခေါ်လိုက်တယ်။လူသုံးယောက်မိတို့တွေကိုညင်းပြီးတော့တဲတွင်မိဘုံဘေးပတ်ဝိုင်းထားလိုက်ကြတယ်။ကျုံနာမည်ဖိုးတီပါ။ဒါကကျွန်တော်ရဲ့ညီတော်ဝ။အမေပြစ်ထွက်လာကြရင်ဒီတော့ရောက်လာတာ။ဟုတ်ကဲ့ကျွန်တော်ကမူးတီပါ။ဒါကဖိုးထုနဲ့စိန်လာ။အခုပြောင်းနေတာအောင်မဲကျိုးတဲ့တယောက်ပါ။ကျွန်တော်တို့ကတော်တဲ့ကိုတုတ်ကိုင်းထောက်ထားကြတော့ညနေ၄နာရီလောက်အလုံးသားချင်းအောင်မဲကတုတ်ကိုင်းတွေတွားကြည့်မယ်ဆိုပြီးထွက်သွားတာ။ပေါင်းနေတိရောက်မလာလို့စိတ်ပူပြီးတော့ရှာဖို့ထွက်လာခဲ့ကြတာပါ။ဘလို့ဖြစ်တာလဲ။ တားဆောင်တွေနဲ့များကြောင်လိုက်ရလားတားဆောင်တွေတွေ့ရဆိုရအောင်လေသွေးစာသွေးနာရီလည်းရှာမတွေ့ဘူးဖြစ်နေတယ်ဘယ်နေရာရောက်သွားလဲဆိုတာတွေ့ရခက်နေတာမိုးတီယာသူ့အဖွဲ့နဲ့မိတ်ဆက်ပေးရင်ပြောင်းနေတဲ့အောင်းနိုင်အကြောင်းပြောပြလာတယ်တကယ်လည်းအောင်းနိုင်သာပြောက်သွားရင်သူ့အဖြစ်ဖြစ်သွားနိုင်တာကြောင့်စိုးရင်တကြီးနဲ့အပူတပြင်းရှာနေကြခြင်းပဲတာလာကညဘက်ကြီးတိတ်လိုက်ခြင်းမမယတယောက်ထင်းနေတဲမှာကြံမလီဝင်လာကြောင်းလိုက်လာရတယ်ဒီလူရင်းကလူသားစုတွေဖြစ်နိုင်မလားမလားကိုကြီးဖို့တရား တရသစီရဲ့ညာခုံနေကြလားမသိဘူးလူတွေပါတာဝရဲ့သူတို့လည်းတကယ်ဒုက္ခရောက်နေကြတာပါကုညီကောင်းပါလေတဲပြင်ထွက်ကြချိန်မှာတာဝကတိုးတိုးကပ်ပြောလာတဲ့စကားဖြစ်တဲ့ပြောင်းနေတဲ့လူတယောက်ကိုတော်တွင်လိုက်ရှာရတာကညာဘက်မပြောနဲ့နေဘက်ပင်မလွှဲနိုင်ပေမဲ့လေလူသက်တစ်ချောင်းကရခဲ့အောင်မို့ညာဘက်ဆိုပေမဲ့လိုက်ရှာနေကြခြင်းဖြစ်တဲ့မိုးတီတို့တောင်ယောက်ကမိတို့တွေကမိကျွန်ုပ်ရဲ့တာဝကနှစ်ဖူးစီလက်နေတမီးတွေတက်ထားကြတယ် ကျွန်တော်တို့ကတောက်ကိုင်းတွေမိုးသီးရုပ်အဖွဲထောင်ပြတဲ့နေရာကိုသွားပြီးတော့ပြန်ရှာကြတယ်သူတို့အဖွဲရှာပြီးသားဖြစ်ပေမဲ့လည်းနောက်တစ်ခါပြန်ရှာကြည့်ကြခြင်းဖြစ်တယ်ကျွန်တော်တို့လူစုကတော်တွေတရွေ့ရွေ့သွားလျက်ရှိကြတယ်ညအချိန်ဖြစ်တာကြောင့်ပြောက်တဲ့သူရဲ့နမေကိုအော်ခေါ်လို့မရတာကခက်နေလေတယ်မကောင်းဆိုတာနာနာပါဝတွေကအယောင်ဆောင်ထိုးတက်တယ်လို့တင်းခွေချက်တွေကလည်းလိုက်ထိုးတက်တာကြောင့်ဖြစ်တယ်တဖြည်းဖြည်းတော်တွင်သွားနေရင်တော့တောင်ကုန်းလေးတစ်ခုပေါ်မီးလင်းနေတယ် တဲကလေးတလုံးတွေ့လိုက်ရတာကြောင့်ကျွန်တို့အဖွဲ့ကအာအာတင့်စွာနဲ့တဲနာချင်းကကြည့်ကြရာရသေးကြီးတစ်ပါးကိုတဲအတွင် တွေ့လိုက်ကြရလေနဲ့ရသေးကြီးတဲအတွင်လက်ဆွဲမိအိမ်တလုံးကိုထုတ်တမ်းမှချိန်ထားတာကြောင့်မင်းလင်းနေခြင်းဖြစ်တဲ့ရသေးကြီးကရှင်ရွေးတအိုးလုံးကိုဖိုခမောက်ပေါ်တင်ကအောက်ကနေမီးပြင်းထိုးပြီးတော့ရှင်ရွေးကြုံနေတဲ့တတ်တော်60လောက်ရှိမှဖြစ်တဲ့ရှင်ရသိလူတယောက်များမတွေ့မိလိုက်ဘူးလားတပည့်တော်ကလူတယောက်ပြောက်သွားလို့လိုက်ရှာနေကြတာပါ မိုးတီမယတိကြီးကိုမေးလိုက်ခြင်းပင်ယတိကြီးကကျွန်ုပ်တို့လူစုကိုညံ့တဲ့အချိန်မတော်တွေ့ရပေမဲ့လည်းအံ့ဩဟန်မပြတချမ်းမြတာစောင်းနေကြည့်ပြီးတော့ရှင်မင်းအိုးကိုပုခနာပေါ်ကနေချကလက်ဖက်ချခတ်တာနေတယ်တွေ့လိုက်တယ်မင်းတို့အချိန်မီသွားရင်မိလောက်တယ်ယတိကြီးကကျွန်ုပ်တို့ဘက်မကြည့်ပဲပြောလာတယ်ယတိကြီးရဲ့စကားကြောင့်အလုံးကလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်ပြောင်းနေသူနဲ့ပတ်သက်ပြီးတဲလွန်စားရပြီမို့စိတ်လှုပ်ရှားကြခြင်းဖြစ်တယ်တပည့်တော်တို့ဝန်ကင်းပြပါရှင်ယတိကြီး ျွန်တော်ကခွင့်တောင်းရင်းနဲ့တင်းအတွင်းဝင်လိုက်ကြတယ်။တပည့်တော်တို့လိုဘယ်ရက်ကိုထွက်သွားရလဲရှင်ရည်သည်။လှည့်စားပြီးတော့အခေါ်ခံလိုက်ရတာလို့ပြောရင်မှန်မင်း။ဒီကနေအရှိအရက်ကိုဆက်သွားရင်တော့တရားတွေ့ရလိမ့်မယ်။အဲ့ဒီရွာမှာတကယ်လို့လူရှိလောက်မင်း။ဒီလိုတောမတင်းမှာရွာတရားရှိတာအံ့ဩကြရပဲ။ကျွန်တော်ကတိလူရာတွေကိုရတိကြီးကိုမင်းညင်းနေရာရွာတရားရှိတယ်လို့ပြောလာတာကြောင့်အံ့အားသင့်ကုန်ရတော့ရင်အလင်းရောက်မလာခင်အမြန်လိုက်ကြတကားတို့မိုးလင်းပါရင်တကားတို့လိုအသက်အနည်းရရှိနိုင်နေ အခုလိုလမ်းညွှန်ပေးလို့ကျေးဇူးကြီးပါပါရဲ့ရှင်ရည်တိတပည့်တော်ပါလာနာလေးတွေလှူဒန်းခဲ့ပေးရစေကျွန်တော်ကလဖက်ချဖျောင်းနိုင်ပါလာတာကြောင့်စစ်ကြောမှုလွယ်အိမ်မှထုတ်ပြီးတော့ရသေးကြီးကိုလှူဒန်းရရသေးကြီးကလက်ခံပြီးစုတိုးတိုးပေးနေတယ်တခါကြီးရတာသူတို့ဘာတက်ကိုတက်ပြီးတော့တက်မင်းနေပြီမြင်စိတ်ကောင်းစိတ်နာရှိပုံပါပဲရော့ဒီလက်ဆွေးမိအိမ်ကိုရှူသွားပါမကောင်းဆိုးဝင်းတဲ့ကြောင့်အတုံးကြနိုင်တယ်ကျွန်တော်တို့အခွေရသေးကြီးနေထိုင်ရာကျောင်းတင်ငန်းတဲလီကနေထွက်ခွာဖို့လုပ်နေချိန်ရသေးကြီးက ထုတ်တန်းမှချိတ်ထားတဲ့လက်ဆွဲမီးအိမ်ကိုဖြုတ်ယူပြီးပေးလာရင်းကျွန်ုပ်ကလက်ဆွဲမီးအိမ်ကိုတေးချာကြည့်မိရာရင်းနှစီထည့်ထုံးရတဲ့မီးအိမ်တလုံးဖြစ်တဲ့မီးအိမ်မှာလှပချောမောပြီးနဝိတစာတွေဆင်းရင်ထားပြီးနတ်သမီးတယောက်ပုံကိုအနှံ့ရောင်မြင်နဲ့ရေးဆွဲထားတဲ့ကျွန်ုပ်နားမလည်တဲ့ရှေးဟောပါဠိစာအင်ကွက်တွေကိုလည်းရေးဆွဲထားပြန်နေမီးအိမ်ကကျွန်ုပ်လက်ကိုရောက်တာနဲ့မင်းညင်သွားတယ်။ရှင်းနေကုန်မိနစ်တူရဲ့ရတေးရင်မင်းညင်သွားပြီ။မဟုတ်ဘူးကွ။မီးအိမ်ကိုတုံးချက်လက်နဲ့ပုတ်ပြီးတော့ မိရဲ့ဆောင်နဲ့တမီနှိုးထပါလုံးလို့ဆိုပြီးတော့တုံးချင်တီတီရိုရိုတီတီနဲ့ဆင့်ခေါ်လိုက်အဲ့ဒါဆိုရင်သူ့လိုလိုမီးလင်းလာလိမ့်မယ်အစမ်းပါလားအခက်အခဲဒုက္ခကြုံရင်သာနှစ်တမီကိုပင့်ခေါ်လိုက်ပါတကာကြီးကျွန်တော်ကရတိတ်ကြီးပြေးလိုက်တဲ့ထူးဆန်းတဲ့မီးအိမ်လေးကိုယူပြီးတော့အချားသူတွေနဲ့ခီးဆက်ခဲ့လို့ရတယ်တာဝါရင်ကျွန်တော်ကတနက်ကတစ်ဖက်မီးအိမ်ကတစ်ဖက်နဲ့မို့မီးအိမ်ကိုတစ်ချက်ကင်ပေးစမ်းမှာဒီမီးရဲ့အဆုံကြီးကမီးလည်းမလေးမနဲ့အလေးခံတင်လာတယ် ရှုပ်ကရှုပ်တဲ့နေပြနောက်ပြီးတော့ရသီးပုံကိုကြည့်ရတာစိတ်ရမှန်ပါသေးရဲ့လားရသီးပြောစကားကိုနားထောင်ရတာရုပ်တိမတန်တာတွေပါဗျာတာဝရင်မင်းကိုမိုးကြိုးဖြစ်တော်မှာပဲသူ့ကြည့်ရတာမင်းပြောကလေးမဟုတ်တော့ပါဘူးရှောက်ပြောမြင်နဲ့အငဲကြည့်တယ်မင်းရဲ့တလန်ကန်ထားရလို့လဲထူးပြီးတော့မပင်မသွားပါဘူးကျွန်တော်တို့လူစုကတဖြည်းဖြည်းနဲ့အရှိတ်အရက်စီကိုရှောက်လာချင်ရမိရောင်လေးကိုတောင်းချချင်ဝင်လွင်မြင်တစ်ခုမှတွေ့လိုက်ရတယ်ဟိုမှာမိရောင်လေး ရှင်သင်ပြောလိုက်တဲ့နေရာချင်းလေးကိုဖို့ချင်းရန်သူမိတ်ဆွေမကွဲပြားဘူးဒီတော့ကျွန်တော်တို့လူစုတွေအဲ့ဒီနေရာတွေ့တဆိတ်ချင်းပြပြီးတော့အချင်းချင်းစောင့်ကြည့်ကြမယ်မိတို့မတုံမနေလက်နေတဲ့မိတွေလောက်ပဲတုံးကြမယ်အတက်မထွက်ဖို့အတွက်အထူးတတိပြုရမယ်ကိုမူတင်နေသူ့လူတွေကိုမိတို့တွေငင်းစေပြီးကျွန်တော်တို့တာဝါကလက်နေတဲ့မိကိုနှစ်ဖူးကနေချွတ်လိုက်ကြတယ်မိုးတီတို့၃ယောက်ကိုနောက်ကလိုက်စေပြီးလက်နေတဲ့မိတက်လက်ပြီးကကျွန်တော်တို့တာဝါကရှေ့ဆောင်ကနေအတူရှင်တွဲပြီးတော့တာဝါကို လက်နေတက်ပြီးတိုက်ခိုင်းပြီးတော့ရှေ့သုံးလောင်လောက်အကွာမြေပြင်ကိုမိထုတ်ခိုင်းပြီးမိယုံရှိကရှောက်လာခဲ့ကြတယ်။မိယုံမှာတတော်ရှင်းနေနေတဲ့မြေကွက်လက်ပေါ်မှာလူတရဲကျော်တိုင်တွေဝိုင်းပက်ဆိုင်သူကတိုင်ထိတ်ပေါ်မိလောင်နေတဲ့တစ်စီတွေတုတ်ထားပြီးအဝတ်တွေပက်ပြီးမိချုပ်ထားကြခြင်းဖြစ်တယ်။မိတော့အလေစီးမှာမိဘုံကြီးတစ်ခုကအလျံမြင့်မြင့်နဲ့တောင်းလောင်နေတယ်။လူတစုကမိဘုံဘေးမှာဝိုင်းပက်ပြီးခံစားချက်ကင်းနေတဲ့မျက်လုံးတွေညနေတီတွေနဲ့ရှိနေကြတယ်။အပေါ်ပိုင်းပလာကျင်းထားပြီးအောက်ပိုင်းက ပစိုးကွက်ကြားကိုဒူအထီအတူဝိကတသားလှရှိဝိကမိရနေသူတွေကိုမြင်ရချင်းကျွန်ုပ်မှာလည်းနေတတ်မီးတွေမိပိတ်ပြီးတော့အခြားလူတွေကိုရောက်ခိုင်းပြီးဘာဆက်ဖြစ်မင်းဆိုတာကိုသူ့ပင်အခွေကနေရက်ကြည့်နေမိကြတယ်ကျွန်တော်တို့လူစုကမိဘဘေးကလူစုကိုစောင့်ကြည့်နေကြချင်း၅မိနစ်လောက်ကြာသွားတယ်ကျက်သိန်းထားစားခွေဦးလိုက်တဲ့ခွေးတက်ခေါအတိုင်ကကြောချမ်းပေါ်ရထွက်ပေါ်လာပြီးမရှိမနှောက်မှာကျွန်တော်တို့နေနေချင်းဆိုင်တော့အတွင်မှာမင်းမေးတံတန်းတွေထွက်လာပြီးမိဘကြီးအနာကိုရှောက်လာနေတယ် မိယောင်အနီးကိုနီးကပ်လာတဲ့အခါလူကစားလောက်အမြင့်နောက်ဘက်လေးတကောင်လိုခွေးမကြီးတကောင်ပခုံးမှာအကောင်တလုံးတင်ပြီးထမ်းထား၍အရဲ၆ပေကျော်တကူလုံးမင်းနဲ့နေတဲ့လူသွားကြီးတယောက်ချုံမောလှပါ၍ဆရှင်နေအွေမင်းမချုံလေးတယောက်ဖြစ်မှန်းကျွန်တော်တို့သိလိုက်ကြရင်ခွေးမကြီးကမိရဲ့တောက်ပြောင်နေတဲ့မျက်လုံးကြီးတွေကမိယောင်ဟပ်ပြီးတော့မိခဲကြီးတွေလိုရှင်းရဲနေနေတယ်ပါဇက်ကကောင်းအဆွေကြီးတွေကစက်သိန်းထစားကွင်းပါဇက်ကြီးဟပ်ပြီးတော့ရှာကြီးထုတ်ကတည်ရင်တများများကြာနေတယ် ွေးနဲ့ကျေတာလူတယောက်လေပင်ကိုကိုက်ခဲမယ်ဆိုပါကတစ်ချက်တည်းလေပင်တစ်ဝက်လောက်အသာပါသားလောက်တာကိုကျွန်ုပ်တွင်းနေမိပြီလူတော်ကြီးကတော့အသားကြီးကခွေးနဲ့ကျေရင်အမွေးတွေတော့မင်းနဲ့ပြီးမျက်လုံးကြီးတွေကမျက်ခုံမျက်ရည်မပါတလို့ပြူးချေကအပြင်ကိုထွက်ပြီးတော့နှာခေါင်းတိုးပေါက်ပေါက်နဲ့ပါးစပ်ကအပြင်ကိုမောက်ထွက်နေတဲ့တဖုံးကြပိတ်လို့မရပဲကြီးမားတဲ့သွားကြီးတွေကိုမြင်တွေ့နေရတယ်အပေါ်ပိုင်းဗလာချင်းပြီးတော့ကရောင်းမြောက်အောင်ကြိုက်ထားတယ်အမွေးတန်းကြီးတွေကရှင်ဘက်ပေါင်းခြေတလုံးတွေမှာ တပူအိုအလောက်ကုလင်ပြီးနဲမဆွာရှိနေတယ်။ကြီးမားတဲ့ကောင်းကြီးကိုအေးအေးဆေးဆေးထန်းထောင်းလာကိုထောက်ရှုပ်ပြီးတော့အဲဒီလူသားကြီးကအင်အားကြီးမားပြီးလူတယောက်ကိုအလဲတကူကန်ပနိုင်တဲ့သူဆိုပြီးတော့ကျွန်တော်တွင်းနေမိပြန်နေမိန်းကလေးကတော့မင်းနဲ့တဲ့စံကေတာကိုခေါင်းနောက်မှာဆုပ်ပြီးတော့စီးမောင်ထောင်းရလာပထုံးမတဲ့မျက်နှာကိုအထင်းပါပေါ်တွင်နေတယ်။ဒါပေမဲ့မကန်းကိုတင်းတင်းဆိတ်ပြီးတော့မျက်နှာထားတည်တည်ဆူရှောင်းတဲ့မျက်လုံးတွေကရက်စက်တဲ့အသွင်ရှိနေတယ်။အရအမောင်ကအတော်မြင့်ပြီး အဲ့ဒီအရင်နေ့အချိုးအစားကြတဲ့ကိုဟန်ရှိနေတယ်။အနီရောင်တော်တော်အင်းကြီးထမင်းကိုဝစ်ဆင်ထားရသူမျိုးကိုကြည့်ရတာကမိတော့အတွင်းကိုရောင်းနေရတဲ့တူကလေးကျွန်တော်ရဲ့စိတ်အတွင်းမှာခံစားလိုက်ရတယ်။ခွေးနဲ့ကြီးလူနဲ့ကြီးမိမချောတို့ကမိဘုံထိန်မှာရှက်နေကြတယ်။လူသားကြီးကသူ့ရဲ့လက်ထဲကခေါင်းကိုတောင်းလိုက်ထောင်ပြီးတော့မျိုးပေါ်ချလိုက်ပြီးလက်တစ်ဖက်နဲ့ခေါင်းကိုလဲမကျစေဖို့ထိန်ပြီးတော့တခြားလက်တစ်ဖက်ကခေါင်းပုံးကိုဖွင့်လိုက်ပါတော့တယ်။ကုဖူးတီအဲ့ပြောင်းနေတဲ့အောင်နိုင်မင်း ူတို့နေကိုမူသည်သူတို့ဘာဆက်လုပ်မလဲဆိုတာအချိန်လေးစောင့်ကြည့်ကြမယ်ခါကောင်ပြန်သွားတဲ့အခါခါအုပ်တွင်မှလူတစ်ယောက်ရှိနေတယ်အဲဒီလူကမတည်သေးဘဲမင်းမျိုးနေဟန်ရှိတယ်ခါအုပ်တွင်မှလူကိုတွေ့ရတဲ့အခါမှာတော့မူသည်ကကျွန်တော်နားကိုကပ်ပြီးတော့ပြုတ်နေတဲ့အောင်မြင်ဖြစ်ကြောင်းပြောလာတယ်ကျွန်တော်ကလှုပ်ရှားဖို့အချိန်နဲ့အခွင့်အရေးမတားသေးတာကြောင့်ခဏညင်နေဖို့အတွက်မူသည်ကိုဖြန့်ဖြတ်ထားရတယ်မူသည်ကလည်းကျန်နေရောက်ကိုတိတ်တိတ်နေဖို့ပြောနေချင်းကျွန်တော်ကဘာဆက်ဖြစ်မှာကိုသိလိုလာကြောင်း စိတ်ဝင်တစားနေကြည့်နေမိရင်အောင်နိုင်ကမိဘဘေးမြေပြင်ပေါ်ခွခွလေးလင်းနေတယ်။မိန်းကလေးရဲ့စကားပြောတာထွက်ပေါ်လာတယ်။ဒီလူကမတို့နေမျိုးအခွင့်မရကျူးကျော်ဝင်ရောက်လာတယ်။မတို့နေမီးကတောကောင်လေးပြစ်ခတ်ဖမ်းဆီးရုံမှာကညဉ့်ညမ်းတဲ့စကားကိုဆိုအပေါ်အလီစွန့်ကျင်နေနေရစွန့်သူသူ့အဖြစ်ကိုဘယ်လိုစီရင်ကြမလဲ။ဘယ်လိုအဖြစ်ပေးကြမလဲ။တည်တယ်မင်းဒီလူရဲ့အဖြစ်အတွက်မင်းရဲ့ဖေအောင်ရစ်ပူစွာပြီးတော့တေတံကြခံခိုင်းရမယ်။မင်းကလေးရဲ့စကားကိုလိုးထွားခြင်းနဲ့ တခြားသူတွေကတညိတညွတ်တဲ့အောင်နိုင်ကိုတည်တာစီရင်ခံနေကြခြင်းမင်းဖြစ်ပြီးတော့လေခွေးနဲ့ကြီးကပြီးဦးတန်းပေးပြီးတော့အားပေးထောက်ခံခြင်းပြုနေတယ်ကျွန်ုပ်ကအောင်နိုင်ကိုရက်ဆက်စွာတည်တယ်ပြီးနေလို့ဆိုတာကြောင့်စိတ်တွင်ထိတ်ကနေဖြစ်ပြီးဒေါသလည်းဖြစ်သွားရတယ်လူတရားရဲ့အတိုက်ကိုကြက်ညက်လောက်ပင်အေးမထားပရိသေခေဦးရစ်ပူဆောင်မှုဖြုတ်ခိုင်းနေကြတဲ့အဲ့ဒီလူစုလောက်ရက်ကိုကျွန်ုပ်လက်မခံနိုင်ပြီအဲ့ဒါကြောင့်တနေ့ကိုအသိပြင်ကပုံးကွယ်နေရာကနေထွက်ခါတနေ့နေ့ထိုးချိန်လိုက်တော့တယ် အားလုံးနဲ့ဒီလိုနားခွာကြပါမဟုတ်ရင်တော့ကျွန်ုပ်ပြစ်ရလိမ့်မယ်ကျွန်ုပ်ကလေးသားမမနဲ့ပြောလိုက်ရအောင်အားလုံးရဲ့အကြည့်တွေကကျွန်ုပ်ကိုဝိုင်းကြည့်လာကြတယ်မိမချောကအခုမခန့်ပြောလိုက်ပြီးတော့သူ့ရဲ့ဘေးကနေခွေးနဲ့ကြီးရဲ့ခေါင်းကိုပုတ်တက်နေတယ်အဖြစ်သားကိုကူညီမှာတော့မင်းလည်းအဖြစ်သားဖြစ်သွားပြီပေါ့နောက်ကသွားအဖြစ်သားရဲ့အသားအမျိုးသူ့ကိုတောင်းလာခဲ့ဟမ်ကိုယ်ဖို့တည်းတတိထားခွေးနဲ့ကြီးကတခင်မအမေရအောင်နဲ့တပြိုင်နက်ကျွန်ုပ်စီတရှိန်တို့ပြေးဝင်လာတော့ ကျွန်တော်ကမုတ်ဆိုးဒူထောက်ထိုင်ချပြီးခွေးနဲ့ကြီးကိုပြစ်ခတ်ဖို့ချိန်ရလိုက်စင်တာဝါနေတခြားလူတွေကစိုးရိမ်တဲ့ကြီးအုံဟစ်တန်းကြားလိုက်ရတယ်။ကျွန်တော်ကစိတ်ကိုတင်းနေအောင်စူးစီးပြီးမှန်းဖီကအရှိန်နဲ့ပြေးလာတဲ့ခွေးကြီးရဲ့နှစ်ဖူးကိုချိန်ရပြီးတော့ပြစ်ချလိုက်တယ်တော်ရင်ခွေးနဲ့ကြီးကကျွန်တော်ရဲ့ပြစ်ချက်ထိမှန်ပြီးနောက်ကိုလင်းကျသွားပြီပဲလေ။ရုပ်တရက်ကုန်းထပြီးကျွန်တော်ဘောခုံအောင်လိုက်တယ်။ကျွန်တော်ကဂျင်းနဲ့ချက်တဲ့ရောက်သွားတယ်။နီးကနေတဲ့အချိန်မှာနောက်တစ်ချက်ပြစ်ခတ်ခြင်းမပြုနိုင်ခင် ခွေးကြီးခေါအုပ်ချိန်တနက်ကို အထက်မှာကင်ပြီးတော့ကထားလိုက်ရာခွေးကြီးရဲ့လက်နက်ဖက်ကကျွန်ုပ်ရဲ့တနက်ပေါ်တင်ပြီးကျွန်ုပ်ကိုကိုက်ခဲဖို့အတွက်ဒေါသတစ်ကြိမ်ကြိုးစားနေတဲ့ကြည်စံပေါက်ကကြာနေတဲ့သွေးတွေကခွေးနဲ့ကြည်မျက်နှာတစ်ခုလုံးကိုဖုံးလွှမ်းပြီးတော့အဆွဲတစ်ခုခုရှိနေတဲ့ခွေးနဲ့ကြည်ရဲ့အသွင်ကကြောက်လန့်စရာအသွင်မျိုးရှိနေလေတော့လေခွေးနဲ့ကြည်ကနောက်ကိုလှန်ကျသွားပြီးသွေးရည်အတွင်းတစ်ခုလုံးဆက်ဆက်တောင်းကအသက်ငြိမ်နေလေတဲ့မိုးသီးကလှန်နေဝင်ထိုးပြီး တခြားတယောက်ကဓာတ်နဲ့ဝင်ခုံရကျွန်ုပ်ကိုသာမဲပြီးတော့ရှိနေတဲ့ခွေးနဲ့ကြီးကစီဝင်ကြည့်သွားရခြင်းပဲဖြစ်တယ်။ကျွန်ုပ်ကကမဲကနန်းထပြီးတော့မင်းမချောတဲ့လူစုရက်နေရနေရကိုကြည့်လိုက်ရထူးဆန်းတဲ့မြင်ကွင်းကြောင့်အားလုံးပါစပ်အဟောင်းသာဖြစ်သွားရလိတော့တယ်။မင်းညင်းသွားကုန်ပြီ။ဟိုလူတွေဘယ်ရောက်ကုန်ပြီလဲ။ဟာကိုဖုတီလက်နေတဲ့မီတောင်းမရတော့။ငါလက်နေမီလည်းမရတော့။မိတို့တွေလည်းခြံထားခဲ့ပြီးဘလို့လောက်ကြမလဲ။ကျွန်ုပ်တို့လူစုကတော့ခဏတာများဆူညံပွက်လောက်ရိုက်ကုန်နေ။ မီးပုံကြီးကမင်းမြင့်တော်တယ်လို့စိတ်မီးတုတ်တွေကလည်းမင်းမြင့်နေတယ်။ကျွန်တော်ကိုင်းတဲ့ကြီးကိုအာရုံရောက်နေချင်းဘယ်ချိန်ကမင်းမြင့်ပြီးမင်းမချုံးနဲ့သူ့လူရင်ပျောက်သွားသည်မဆိုနိုင်။ကျွန်တော်လည်းနေတဲ့မီးတွေကလည်းဘလို့အကြောင်းကြောင့်မသိနှစ်လက်စလုံးမိမလာတဲ့လိုမိထုတ်တွေကိုလည်းချန်ချန်ရစ်ခဲ့တာကြောင့်အမှောင်တွင်ရှိနေကြတယ်။ငါခွေးနဲ့ချီကိုတက်လိုက်ပြီးဆိုတော့ညီတို့အပြစ်ပူကြည့်သွားပြီ။ညီတို့ဒီနေ့မင်းရနေအသက်ရှင်ရပြန်ထွက်ဖို့ရှောင်းလို့တော့စိတ်မကူချနေတော့ မင်းမချောရဲ့အတန်ကအမှောင်အတွင်းအရက်လေးနှစ်နာကနေပြက်လွင်လာပြီးလာကလောပဲရည်တာချင်းနဲ့ရင်းမောင်းနေတယ်။ကျွန်ုပ်ကဘာဆက်လို့ရမှမသိဖြစ်နေနေတယ်။မင်းမချောတို့မကောင်းဆိုရတဲ့သူကကျွန်ုပ်တို့ကိုမြင်နေကြဟန်တူပေမဲ့လည်းကျွန်ုပ်တို့လူစုကတော့အမှောင်အတွင်းဘာကိုမှမမြင်နိုင်။တာဝါငါယူခိုင်းထားတဲ့မိအိမ်ပြီးရင်းနေသူအတွက်တောင်ရိုးတမြင်လို့သဘောထားပြီးတော့ရတိကြီးပေးလိုက်တဲ့မိအိမ်ကိုစမ်းသုံးကြည့်ဖို့ဆုံးဖြတ်ခါတာဝါစီအပ်ထားတဲ့မိအိမ်ကိုကျွန်ုပ်ကလှမ်းတောင်းလိုက်ခြင်းဖြစ်တယ်။ တာဝါကကျွန်တော်အနည်းငယ်မို့မိအိမ်ကိုလက်တို့ပေးလာတယ်။မိအိမ်ဆောင်တဲ့သမီးနိုးထပါကျွန်တို့လူစုအလင်းပြဆောက်ရှောက်ပေးပါကျွန်တော်မိအိမ်ကိုမျက်နှာရှိမှလက်မြောက်ကန်ပြီးတော့တစ်ချိန်တိုင်းတည်းစကားပြောပြီးလက်နဲ့တစ်ချက်ပုံလိုကသုံးချိန်တည်းတည်းအဲ့ဒီအတိုင်းပြုတ်လုပ်လိုက်တယ်။ကျွန်တော်ကမီးလင်းလာမလားဆိုရင်ညှော်လင်းချက်ပါပါလေးနဲ့မိအိမ်မီးလင်းလာပါစေဆိုပြီးတော့ဆူတောင်းနေမိတယ်။ဟာမဟုတ်လားဆွဲနေရဲ့ခွတ် ကျွန်တော်မိအိမ်ကိုမင်းနဲ့လာမလားလို့စိုက်ကြည့်နေချိန်အမှန်အတွင်းမှာလက်တွေကကျွန်တော်တို့လူတွေကိုလာဆွေးနေကြတာကြောင့်ကြောင်းတဲ့တကြောင်အော်ဒါနေထပ်လာနေတော့တယ်။အဲ့ဒီအချိန်ကျွန်တော်ရဲ့လက်အတွင်းမှာမိအိမ်ကဖြတ်ကနေလင်းလာတယ်။ကျွန်တော်မှာမိရောင်နဲ့ပတ်ဝန်းကျင်ကိုလိုက်ကြည့်ရင်မိနစ်သေးကြီးတွေနဲ့ရှိနေကြတဲ့မင်းမကျော်တို့လူစုကတာဝါနဲ့မိုးသီးတို့လူစုကိုဝိုင်းဖန်ချုပ်ပြီးတော့ဆွဲခေါ်နေကြတယ်။အလုံးကကြောင်းလက်တကြောင်အော်ဟစ်နေကြချိန်မင်းမကျော်ကကျွန်တော်အနေတိုးကပ်လာတယ်။သူမရဲ့ပုံစံကအခုအချိန်မှာ ရင်းနှီးကြောင်ဂျင်းနဲ့ရှိနေပြီးတော့လက်သေးချုံကြီးထွက်နေရင်လက်နှစ်ဖက်ကိုစံတန်းပြီးတော့ကျွန်ုပ်စီတိုးလာနေရင်လူသားကြီးကလည်းမင်းမချောနောက်ကတင်းမှုကြီးတစ်ခုကိုကန်ပြီးတော့တိုးလာကြတယ်။သူတို့နှစ်ယောက်ကကျွန်ုပ်ကိုအညှိထားပြစ်မှတ်ထားနေကြတဲ့တွင်အဲ့ဒီအချိန်ကျွန်ုပ်လက်မမီးအိမ်ကတယောက်ယောက်ကစောက်ဆွဲလိုက်တယ်လို့ကောင်းတင်ပေါ်တက်သွားကမျက်စိကျဉ်းဆက်သွားတဲ့အထိအလင်းတန်းကြီးပေါ်လာတယ်။အဲ့ဒီအလင်းတန်းကြီးကလေစင်မမန်းလို့ဆော့ဝဲကြီးတစ်ခုဖြစ်ခါကျွန်ုပ်တို့လူစုအပေါ်လှောင်းချုံသွားပြီး မိမချောနဲ့မကောင်းဆိုတာတစုကိုအပေါ်ကိုဆွဲတင်နေတယ်။ကျွန်တော်ကမျက်နှာကိုလက်နဲ့ကပ်ပြီးတော့ကျွန်တော်ရဲ့လူတွေကိုကြည့်လိုက်ရလေဆုံးဝဲကကျွန်တော်တို့ကိုအပေါ်ကိုမတင်မီမကောင်းဆိုတာတွေကိုသာဆွဲတင်နေကြောင်းတွေ့လိုက်ရတယ်။ခဏအကြာလေဆုံးဝဲကြီးကပျောက်ကွယ်သွားတယ်။ကျွန်တော်တို့လူစုကနေရာမှာစုပြီးတော့ခြေပြင်းနဲ့ပြင်ထောင်ချလိုက်ကြနေရတယ်။မနေ့မိုးလင်းတဲ့အထိဆောင်းဆိုင်နေကြပြီးမိုးလင်းမှပဝန်းကျင်ကိုလေ့လာကြည့်ရညာကရစ်ပူဆောင်နေတဲ့နေရာအနီးတရင်းနဲ့လဲကျနေတဲ့အောင်းတိုင်းကိုတွေ့ကြရတယ်။ ကျွန်ုပ်တို့ရောက်တဲ့အချိန်မှာသစ်သားတွေဝင်ရှိနေတာကြောင့်အနီးကပ်သားချင်ရာတိုင်မာဝက်ရုပ်နားရုပ်တွေထွန်းထုတ်ထားတာကြောင့်ချင်းပင်ချိုင်းဖြစ်မှန်းသိလိုက်ရတယ်။ရှေခေတောင်ပေါ်နေချင်းတို့မျိုးတွေတိတ်ဆုံးပါကသူတို့မနောက်ဘဏ္ဍာကပိုင်ဆိုင်ခဲ့ကြောင်းဝက်ဘဏ္ဍာကပိုင်ဆိုင်ခဲ့ကြောင်းအလောင်းမှတ်တိုင်ပေါ်မှာအယုံရွေးထွေးပြီးတော့ဖော်ပြတတ်ကြတယ်။ကျွန်ုပ်တို့များစွာရောက်ခဲ့တဲ့နေရာကချင်းပင်ချိုင်းအတွင်းဖြစ်ပြီးအောင်းနိုင်ကိုဖမ်းခေါ်သွားပြီးမကောင်းဆိုးရွားတွေနဲ့ဘလို့သက်ဆိုင်နေတာကိုမသိနိုင်ဘူး။ကျွန်ုပ်တို့လူစုအတက်ကိုကြည့်ခဲ့တဲ့ မော်မီရင်ကိုပြန်ရှာကြပြီမယ်နဲ့မတွေ့တဲ့အပြင်မော်မီရင်ကြောင့်တည်တဲ့တအူရီတဲ့ရသိကြီးကိုတော်ရီကိုရှာကြပြီမယ်နဲ့မတွေ့ရဘဲကျောင်းတင်ကံရရသိကြီးကထူးဆန်းစွာပြောက်ဆုံးပြီးတော့ဘယ်နေရာမှာမှရှာမတွေ့တော့ဘူးကျွန်တော်ကဘဟေလေးဆန်နဲ့အတွင်းများစွာနဲ့စဉ်းစားကန်ဝင်နေမိတဲ့အကြောင်းကိုရှင်းပြပါတယ်ရသိကြီးကမကောင်းဆိုးရတဲ့အကြောင်းကိုသိနေဟန်ထူးဆန်းတဲ့ရသိကြီးကဖြစ်တဲ့အပြင်မော်မီရင်ကိုလည်းပိုင်ဆိုင်ထားပြန်ပါတယ်မော်မီရင်အစားရှာမရပျောက်ဆုံးသွားတယ်လို့ ။ချက်တိတ်ကြီးပြောက်ဆုံးသွားတဲ့အတွက်ကျွန်တော်ကမှန်မီးအိမ်ကိုလက်ဝဲကန်ပြီးတော့အသုံးပြုခဲ့ရပြီမယ်လေ။မှန်မီးရဲ့အကြောင်းပါတစ်ခုကိုမှမသိခဲ့ရဘူး။ပြည်သူများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဆိုင်းရီတို့မြို့ကိုအလင်းလာရေးသားထားတဲ့မုံဆိုးဖို့တင်ထူးဆန်းသောရည်သိချင်းနဲ့မော်မီအိမ်စာစဉ်20ဆွဲဇလန်မှာပြီးဆုံးသွားရွေးဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။